ဆက်သွယ်ရေးဥပဒေပုံမှ66ကာကြီးပြင်ဆင်ရေးဥပဒေချမ်းကိုလွှတ်တော်ကိုပေးပို့ထားတယ်လို့သူရဥရှင်ဘန်းကပြောပါတယ်ဒီသင်းကိုဥနေဖြိုးဝင်းကပေးပို့ထားပါခင်ဗျာဒီဇင်ဘာလ28ရက်နေ့ကပြုလုပ်တဲ့ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနဲ့အထူးကိစ္စရပ်များလေးလာဆန်းစစ်သုံးသပ်ရေးကော်မရှင်နဲ့မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့တွေ့ဆုံပွဲမှာကော်မရှင်ဥက္ကဋ္ဌသူရဥရှင်ဘန်းကပြောတာပါဒါနဲ့ပတ်သက်ပြီးဥပဒေပြုတာမပြုတာကတော့လွှတ်တော်အပိုင်းပဲလို့ဆိုပါတယ်ကျွန်တော်ကတည်းက အဲ့ဒီအကြောင်းကိုပြည်တော်စုတော်ကသိရတယ်။ဒါကြောင့်ကျွန်တော်ကလည်းပြီးပြီပြီးတဲ့အခါမှာဒီအတွက်ဥပဒေပြင်ဆင်ဖို့ဥပဒေချမ်းမှာတင်ပြီ။နော်တင်ပြီ။ဥပဒေပြူခြင်းမပြူခြင်းတိုင်းကကျွန်တော်တို့ပြောတယ်။လွတ်တော်ရတယ်ဆို။လွတ်တော်ကိုလည်းများရဲ့ကျွန်တော်တို့ကတော့ဒီဥပဒေကပြင်သင့်တယ်။ဒါကြောင့်ဘယ်လိုပြင်သင့်လဲဆိုတော့ကျွန်တော်ဒီမှာပြညာရှင်များ ပြည့်ကံမှာအခြားတွေ့ကြုံရှိတဲ့သူများနဲ့ကျွန်တော်ဒီလိုပဲစဉ်းစားပြီးဒီပုံမှန်ကိုပြင်ဆင်ဖို့အတွက်11 media group ကိစ္စဖြစ်မှစဉ်းစားခဲ့တာမဟုတ်ဘဲရှေ့မှာဖြစ်ခဲ့တဲ့ချက်သမီးကိစ္စကလေးကစဉ်းစားခဲ့တာဖြစ်တယ်လို့ဆိုပါရစေ။အချိန်မှာကျွန်တော်ကွန်ရှင်ပေါ်ဝင်ပြီးတော့ပြောပါရစေ။အရင်တော့ကတော့ဗာမဆွေးနွေးဘူး။အခု daily 11ကိစ္စရောက်တော့ဆွေးနွေးရဆိုရင် ဆိုတဲ့စကားမျိုးပြောပါတယ်ကျွန်တော်ချက်ချင်းနဲ့နော်အဲ့လိုဆိုရင်သားနေတယ်ကျွန်တော်တို့တရားမြတ်ပတ်လို့ဘယ်တော့မှစစင်သားခဲ့လဲဆိုရင်ချစ်သမီးဆိုရဲကလေးမကိစ္စစပြီးတော့ပြည့်ခဲ့တဲ့စင်သားခဲ့အဲ့နောက်ပြီးတော့အဲ့နောက်ဆုံးပေါ့လေနောက်ဆုံးဒါပြောနောက်ဆုံးအခြေအနေမှာစဉ်းစားလိုက်တာပါလေအခုကစန်ဒီအောင်ဆိုတဲ့ကလေးမကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်စဉ်းစားဒါထဲမှာလည်းရှိတယ် အဲ့တော့ကျွန်တော်စဉ်းစားတာအမှန်စင်တာပေါ့ဒီကနေ့ကစဉ်းစားခဲ့တယ်အခုလည်းစဉ်းစားတယ်ပုံမှန်66ဂါကြီးနဲ့ပတ်သက်ပြီးအသေးစိတ်မဆွေးနွေးရသေးပေမဲ့66ဂါကြီးအပါဝင် မီဒီယာသမားတွေကိုအနှောက်ယှက်ပြီးချိန်ချောက်နိုင်တဲ့ဥပဒေတွေပြင်ဆင်ဖို့တင်ပြသွားမယ်လို့မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဒုတိယဥက္ကဋ္ဌကပြောပါရတယ်။မီဒီယာနဲ့ပတ်သက်လို့မီဒီယာသမားတွေကိုအဟန်တာနှောက်ယှက်ပြီးချိန်ချောက်နိုင်တဲ့ဥပဒေတွေကိုပြန်လည်ပြင်ဆင်ဖို့အတွက်ကျွန်တော်တို့အားပေးပါမယ်။ တင်ပြဖို့ရှိတယ်ဆိုင်ဈေးတစ်ပိုင်းတော့တင်ပြထားယူပါဦး60ရက်ကလစ်ပါတယ်တပည့်ရောက်လစ်ပါဆက်သွယ်ရေးဥပဒေပုံမှ66ကာကြီးကိုတုံးသက်တဲ့အခါမှာအတေးဖြတ်မှုပါနေတယ်လို့တခြားဥပဒေတွေမှာလည်းအတေးဖြတ်မှုပါပေမဲ့ပုံမှ66ကာကြီးကြမှာရဲအရေးပိုင်တယ်လို့ထောင်ဒဏ်3နှစ်ထိချနိုင်တာကြောင့်အာမခံကိစ္စပြဿနာဖြစ်နေတာဖြစ်တယ်လို့ဆိုပါရယ် ဒါကြောင့်ဒီပုံမကိုတရားထည့်သွင်းပြီးပြစ်ဒဏ်ကိုဘလောက်ပဲပေးနိုင်တယ်လို့ပြဌာန်းရင်အာမခံကိစ္စပြည်လဲသွားနိုင်တယ်လို့ပြောပါရတယ်။ကျွန်တော်နေဖြိုးဝင်းမှာ